အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့စစ်ကောင်စီဟာငလင်းတန်းသည့်စကိုင်းမြို့မှာပြန်လည်ထူထောင်ရေးအတွက်အင်းဆောက်ပစ္စည်းတွေကိုဈေးသက်သာစွာနဲ့ဈေးပွဲတော်လုပ်ပြီးရောင်းချပေးတယ်လို့သတင်းတွေထုတ်ပြန်ထားပေမဲ့အကန့်အသတ်နဲ့လာရောင်းချပေးနေတယ်ဆိုတဲ့သတင်းမှာ အင်အားပြင်းမြင်ကလေးလှောက်ခတ်ခဲ့တဲ့ဇဂိုင်းမျိုးအတွင်းအဆောက်အဦများစွာပြိုကျပျက်စီးခဲ့တာကြောင့်အိဆောက်ပစ္စည်းတွေလိုအပ်ချက်မြင့်မားနေခြင်းစစ်ကောင်စီကဇဂိုင်းမျိုးထဲမှာဆောက်လို့ရပစ္စည်းတွေကိုဈေးပွဲတော်အဖြစ်အကန့်အသတ်နဲ့တွားရောင်းခဲ့လို့ဒေသခံတွေအနေနဲ့လောင်းကားမှုမရှိဘဲလိုအပ်ချက်တွေမြင့်မားနေစေဖြစ်တယ်လို့ဇဂိုင်းမျိုးဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီခံဝင်ကြီးတွေကငလေးဘေးတဲ့ဒေသတွေမှာပြည်လေးထူထောင်ရင်းနဲ့တိဆောက်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့သံသံမဏိဘီလက်မြင်နဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုတော်တော်နဲ့နှုံနဲ့ရောင်းချမယ်ဆိုပြီးစကိုင်းကိုလာရောက်ရောင်းချခဲ့ရမှာတော့ဘီလက်မြေအုတ်ဝါနဲ့ဝါထည့်ရံတွေကိုဒါလာရောက်ရောင်းချခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။မေလ12ရက်နေ့ကနေ16ရက်နေ့အထိလာရောက်တာဘီလက်မြေအုတ်ဝါဝါထည့်ရနယ်လျှက်စစ်ပစ္စည်းတွေကိုလာရောက်ချတာပဲတွေ့ရတယ်လို့ CJ Platform ရဲ့သတင်းရင်းမြစ်ကပြောပါတယ်။ အဲ့လိုစစ်ကောင်စီလာရောက်ရောင်းချရာမှာလောဒလောင်ရောင်းချတာမရှိပဲကန့်သက်ချက်များစွာနဲ့ရောင်းချတာဖြစ်လို့အဆင်မပြေကြဘူးလို့သူကဆက်ပြောပါတယ်စစ်ကောင်စီကဈေးပွဲတော်အတွင်းဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုဈေးနှုန်းသက်သာစွာရောင်းချမှာဖြစ်လို့ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းတံမဏိလုပ်ငန်းရှင်များအသင်းတန်နဲ့တံမဏိအသင်းဘီလက်မြေထောက်လုပ်သူများအသင်းတို့ကဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေကိုပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ကခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ် အစီအွေအတွင်းစစ်ကောင်စီခံဝင်ကြီးတွေကဈေးပွဲတော့မှာတိစောက်ရေးပစ္စည်းတွေအရေးအသွေးပြည့်မီပြီးလုံလောက်စွာရရှိစေဖို့နဲ့အချိန်မီရရှိဖို့ပူးပေါင်းဆောင်ရွက်ရမယ်လို့လုပ်ငန်းရှင်တွေကညွန်ကြားခဲ့ပေမယ့်လက်တွေမှာလုံလောက်စွာမရရှိဘဲအခန့်အသတ်များစွာနဲ့သာရောင်းချပေးနေတာဖြစ်ပါတယ်။ဝယ်မယ်ဆိုရင်အိမ်အပြိုပြစင်းမှတ်တမ်းနဲ့အိမ်ထောင်စုစင်းတွေပေးပြီးဝယ်ရတာဒါတောင်တန်းစီရသေးတယ်။လို့တလောက်လည်းရောင်းပေးတာမဟုတ်ဘူးလို့စကမ်းမျိုးကန်အသက်30ဝန်းကျင်အမျိုးသားတအူးက CJ Platform ကိုပြောပါတယ်။ ်စစ်ကောင်စီကဘီလက်မြေတအိတ်ကို2500ကျပ်စိနဲ့ဈေးရောင်းပွဲတော်ကနေရောင်းချပေးနေပြီးအပြင်ဆိုင်တွေမှာတော့ဘီလက်မြေတအိတ်ကို2200ကျပ်စိရှိတာကြောင့်စစ်ကောင်စီရောင်းစိနဲ့အပြင်ရောင်းစိက900ကျပ်သားဈေးနှုန်းကွာဟာတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါဗျ။စကိုင်းမြို့အတွင်းမှာလည်းအိဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်တချို့ဟာငလီအနှံကြောင့်ပြိုကျပျက်စီးခဲ့လို့ဆိုင်တိုင်းမဖွင့်လှစ်နိုင်သေးပဲတချို့ဆိုင်တွေမှာတော့ တန်းစီပြီးဝယ်ယူနေရတာတွေရှိသလိုပုဂ္ဂလိကဈေးဆိုင်အများစုကငလျင်မလုတ်ခင်ကလက်ကျန်ပစ္စည်းအများစုကိုပဲရောင်းချနိုင်သေးတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာအိမ်ဆောင်ပစ္စည်းရောင်းဝယ်တဲ့ဈေးကွက်ထဲကကုန်ပစ္စည်းတချို့ဈေးနှုန်းမြင့်တက်နေပြီးစစ်ကောင်စီကသတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ဘီးလက်မြေဝယ်ယူနိုင်သူတွေဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးလှုပ်ဆောင်နေတဲ့ကော်မရှင်စားလုပ်ငန်းရှင်တွေတော့ဖြစ်နေကမြေပြင်မှာအမှန်တကယ်ဆိုင်ဖွင့်ရောင်းချနေသူတွေကဝယ်ယူလို့မရသေးဘူးလို့စုံစမ်းသိရှိရပါတယ်။ စကိုင်းနဲ့မန္တလေးကငလျင်ဘေးတင်လို့ပြိုကျပျက်စီးသွားတဲ့လူနေအိမ်တွေနဲ့အဆောက်အုံတွေကိုပြန်လည်တိဆောက်ဖို့ပြီးလက်မြေတန်တဲ့သွတ်တွေကိုစစ်ကောင်စီကနေတင်လျော်တဲ့ဇင်းလုံးနဲ့ရောင်းချပေးမှဖြစ်တယ်လို့စစ်ကောင်ဆောင်မင်းအောင်လိုင်းကပြီးခဲ့တဲ့အေဘီလ19ရက်နေ့ကခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့တွေ့ဆုံစင်မှပြောကြားခဲ့ပါတယ်။လက်ရှိမှာတော့ပြန်လည်ထူထောင်ရေးအတွက်ပြီးလက်မြေတန်တဲ့သွတ်တွေကိုနေပြည်တော်မှာဈေးပွဲတော်အဖြစ်ရောင်းချပေးနေပြီးစကိုင်းမြို့ပေါ်ကပြန်လည်ထူထောင်ရေးဈေးပွဲတော်မှာတော့တန်တဲ့သွတ်အစား ဝါနဲ့ဝါထန်တွေကိုတော့ရောင်းချပေးနေပါရဲ့ရှင်။ကျမနွယ်နွယ်ပါ။